အားလုံးပဲမင်္ဂလာပါ။အုံဂမ်မီယာနဲ့ပရတုတရတအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခေါက်မှာတော့မရဏရေမောတံများဆိုတဲ့ဝတ္ထုတူလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါရစေ။မရဏရေမောတံများလွန်ခဲ့သောနှစ်ပေါင်း25နှစ်ခန့်ကဖြစ်သည်။ကပလီလူမျိုးများအများပြားနေထိုင်ရာအာဖရိကတိုက်ရှိနိုင်ယာလီနိုင်ငံအတွင်းတွင်ကဘာကိုကင်လှုပ်မိ ထူးခြားသောဖြစ်ရပ်ကြီးတစ်ခုဖြစ်ပွားခဲ့သည် ထိုဖြစ်ရပ်ကအမှန်မင်းကဘာကိုကင်လှုံနိုင်လိုက်အောင်ကြောက်စရာကောင်းသည်ရေမောရင်တေပွဲဝင်ခဲ့ကြသောဖြစ်ရပ်များပင်ဖြစ်သည်ထိုဖြစ်ရပ်များကနိုင်ရလေးကိုပထမဆုံးကင်လှုပ်ခဲ့သည့်ကဆိုးကြီးလည်းဖြစ်သည်နိုင်ရလေး၏မြောက်ဖက်ခက်ကြကြရွာလေးတရွာမှထိုဖြစ်ရပ်များစတင်ဖြစ်ပေါ်ခဲ့သည်ထိုဖြစ်ရပ်စတင်သည့်နေ့က1986ခုဇွန်လ2ရက်နေ့ဖြစ်သည်နိုင်ရလေးမြောက်ပိုင်းရှိ ရွာလေးမှရွာသားတို့ထိုဖြစ်ရက်ကိုပထမဆုံးစတင်ကြုံတွေ့ခဲ့ခြင်းဖြစ်သည်ထိုသူကကျမ်းမာရေးကောင်းမှုသူဖြစ်သည်ထို့သောတနေ့အလောက်ကအပြန်တွင် ထိုသူတို့ဦးလည်းအာရပါရရယ်မောပြီးအိမ်တို့ပြန်လာခဲ့သည်အိမ်ရောက်တော့လဲအရေမရပဲအာရပါရရယ်မောနေပြန်သည် သူ့ရဲ့အိမ်ရှိသူများကလည်းအကျိုးအကြောင်းမေးမြန်းတော့လဲမရသူ့ဘာသာသူတယောက်တည်းရယ်နေသည်ဤသို့ဖြင့်ညတကောင်ကျော်အချိန်လောက်ထိအရေမပြတ်ခဲ့သေးပြီ သူ၏အိမ်ရှိမိသားစုများလည်းတဖြည်းဖြည်းကြောက်ရွံ့လာကအနီးရှိဆရာဝန်ကိုခေါ်ပြီးပြသခဲ့သည်။ထို့သောဆရာဝန်ကိုယ်တိုင်ဘာအကြောင်းမှန်းသိချမသိခဲ့ပေ။ထို့ဟာတွင် ထိုသူ၏အခြေအနေမှာမဟုတ်တော့သဖြင့်ဆရာဝန်ကအနီးဆက်ဆုံးဆေးရုံသို့တင်ပို့ဖို့မိသားစုဝင်တွေကိုအကြံပေးခဲ့သည်။မိသားစုဝင်များကလည်းသဘောတူတော့နိုင်ရလီရဲတပ်ဖွဲ့ကိုအကြောင်းကြားပြီးထိုသူကိုဆေးရကန်းတင်ပို့ပြင်ဆင်ခဲ့သည်။ သူ၏ခန္ဓာကိုယ်ကြီးတွေကိုရဲတွေမတဲတော့လဲသူကရဲအားကောင်းနေပြန်သည်အလုတ်ကပြန်လာကလေးကအဆက်မပြတ်ရဲနေသောထိုသူအားရဲတွေကဆေးရုံကို တင်ပို့လိုက်ကြရာဆေးရုံရောက်ပြီးနှစ်နာရီအတွင်းတွင်မူသူ၏ပါးစပ်မှအမြုံများထွက်လာက ထိုသူတည်ဆုံးသွားခဲ့သည် ထိုသူတည်ဆုံးသွားတော့ဆေးရုံကဆရာဝန်ကြီးတွေကသူ၏အလောင်းကို ခွဲစိတ်ပြီးတည်ဆုံးရခြင်းရဲ့အကြောင်းရင်းကိုစူးစမ်းလေ့လာခဲ့ကြသည်ဤတွင်ဆရာဝန်ကြီးများအံအားသင့်ပွဲအချက်တစ်ချက်ထွက်ပေါ်လာခဲ့သည် ထိုအချက်ကတည်ဆုံးသူသည်ဥတက်မတက်အဆက်မပြတ်ရင်မောစေသောဗိုင်းရပ်စ်တစ်မျိုးကြောင့်ရင်မောခဲ့ရခြင်းဖြစ်ကလေကြောင်းတွင်းရှိအကျိတ်များပျက်စီးသွားရမှတည်ဆုံးခဲ့ရခြင်းဖြစ်သည်ဆရာဝန်ကြီးများတွေ့ခဲ့သောအဆိုပါဗိုင်းရပ်စ်ပိုးသည်ထိုစဉ်ကအထိဆေးအသက်ပညာသမိုင်းတွင် လုံးဝမရှိခဲ့ဘူးသည့်ဗိုင်းရပ်စ်ပိုးဖြစ်သည်ထိုဗိုင်းရပ်စ်ကကူးစက်ခံရသူကိုအဆက်မပြတ်ရင်မောစေသည်ပြီးတော့အကျိတ်တွေကိုပျက်စီးစေကာတေပွဲဝင်စေသည်ထိုဗိုင်းရပ်စ်က လက်တလောတွင်မှပေါ်လာပြီးနိုင်ရလီကိုမျိုးဖြုတ်နိုင်သည့်ဗိုင်းရပ်စ်ဖြစ်သည်။ဘယ်ကဘလို့စလာသည့်ဗိုင်းရပ်စ်မှန်းလည်းမသိ။သို့သောထိုဗိုင်းရပ်စ်ကိုတက်နိုင်သမျှနှိမ်နင်းမှဖြစ်မည်။မဟုတ်လို့ကတော့နိုင်ရလီတနိုင်ငံလုံးရဲတန်းတွေအုံအုံချွတ်ချက်ညံပြီးတည်ဆုံးသူတွေလည်းအတုံးအယုံဖြစ်သွားပေလိမ့်မည်။ထို့သောထိုဗိုင်းရပ်စ်ကိုတားဖို့ကလည်းဘယ်ကဘလို့စလုပ်ရမှန်းဆရာဝန်တွေကိုယ်တိုင်လုံးဝမစင်စားရသေး။ရဲရင်တည်သွားသူပမာဏသာ ဖက်မတိုးလာပါစေနဲ့ဟုဆရာဝန်တွေကိုယ်တိုင်လက်တလောဆူတောင်းခဲ့ကြရသည်။ထို့သောသူတို့၏ဆူတောင်းတွေကမပြေ။နှစ်ရက်လောက်ကြာမှအရေးလွန်နေသူတယောက်ဆေးရုံကိုရောက်လာပြန်သည်။တိတ်မကြလိုက်ထိုသူလည်းတေသွားပြန်သည်။ထိုသူတည်သွားတော့လေဆရာဝန်တွေကထုံးစံအတိုင်းခွဲစိတ်ကတရားချင်းအကြောင်းရင်းကိုပုံမှုခိုင်မာအောင်စစ်ဆေးခဲ့ကြသည်ဆရာဝန်တွေမျှော်လင့်ချက်ကလောလောဆယ်ဗိုင်းရပ်ကိုကင်မွန်းတက်နိုင်ဖို့ပဲဖြစ်သည်ထို့သောဗိုင်းရပ်ကဆရာဝန်တွေကိုဒီတစ်ခါမျက်လှည့်ပြသွားသည် ဒုတိယလူကိုခွဲစိတ်ကြည့်တော့ဗိုင်းရပ်ရှောင်မဟုတ်ပဲကိုရင်းဖြစ်စဉ်တွေပျက်စီးရမှရေမောလွန်ကတိတ်ဆုံးသွားခြင်းဖြစ်ကြောင်းတွေ့ခဲ့ကြရပြန်သည်ထို့ကြောင့်နိုင်ယာလီဆရာဝန်များဘာမှဆက်မလုပ်နိုင်ပဲအဆက်မပြတ်ရေမောကတေပွဲဝင်ကြသူတွေကိုဖက်ပြီးစောင့်ကြည့်ဖို့ရင်လေးစွာမျှော်လင့်ခဲ့ကြရသည်ဆရာဝန်တွေစောင့်မျှော်တော့လဲဗိုင်းရပ်ကတလားလောက်ပျောက်သွားပြန်သည်တလားလောက်ကြာလို့ဆရာဝန်တွေခေါင်းထဲကထုတ်မဲ့ကြမ်းမှဗိုင်းရပ်ကပြန်ပေါ်လာသည် အဆက်မပြတ်ရင်မောရင်းဗဇက်ကအမြုပ်တွေထွက်ကဆေးရုံပေါ်ရောက်လာသူတွေနေ့စဉ်အလိုလိုရှိလာသည်အချို့ရက်တွေဆိုရင်တနေ့တည်းနှစ်ယောက်သုံးယောက်အထိပင်ရှိသည်အဆက်မပြတ်ရင်မောပြီးဆေးရုံပေါ်ရောက်လာသူတွေရောက်လာခြင်းစောသည်ဖြစ်စေနောက်ကျသည်ဖြစ်စေဆရာဝန်ကြီးများမိသူမှမတက်နိုင်ပဲလက်မှန်ချခဲ့ရသည် အားလုံးအလိုလိုတေပွဲဝင်သွားကြရသည်ဆေးရုံပေါ်ရောက်မလာပဲအိမ်မာတွင်အဆက်မပြတ်ရင်မောရင်းဗဇက်မှအမြုပ်များထွက်ကတေဆုံးသွားကြသူတွေလည်းရှိသည် ဆေးရုံပေါ်ရောက်လာကြသူတွေအနက်အချို့ကိုဗိုင်းရပ်ရှောင်ဖြစ်ကြောင်းဆက်သက်တွေ့ရှိခဲ့တယ်လို့အချို့ကိုကြားပြန်တော့လဲခန္ဓာကိုယ်ဖြစ်စဉ်တွေပျက်စီးပြီးအရင်လုံကတေပွဲဝင်ရာကြောင်းဆက်သက်တွေ့ရပြန်သည်တေဆုံးရခြင်းအကြောင်းရင်းတွေကိုတိကျသေးကြသောမဆုံဆန်းနိုင်မိပါပင်ထိုယောဂဆူကြီးကတဖန်ပြောက်ွယ်သွားပြန်သည်ဤတစ်ချိန်ပြောက်ွယ်သွားခြင်းသည်စတင်ပေါ်ပေါက်လာပြီးအချိန်မှ46ရက်အကြာတွင်ဖြစ်သည်တို့ဟာတွင်46ရက်အတွင်းတွင်တော့နာယာလီမြောက်ပိုင်း ရွာသား၁၀ယောက်တိတိဥတက်မတက်အဆက်မပြတ်ရေပြီးတည်သွားခဲ့ရသည်ဒုတိယအကြိမ်ကိုရောင်ဖြောက်သွားသောယောဂါကဆိုးကြီးကိုဆရာဝန်ကြီးတွေကစံတက်မှုတွေပြုရင်းတတိချက်စောင့်ကြည့်ခဲ့ကြရသည်ထို့သောထိုယောဂါဆိုးကြီးကနိုင်ယာလီကိုယနေ့တိုင်ပြန်မလာတော့ပေထိုကဆိုးကြီးကနိုင်ယာလီကိုသာဆွန့်ခါသွားပြီးဂျပန်နိုင်ငံသို့ကူးဆက်သွားခဲ့သည်ထို့သောဂျပန်တွင်တော့ထိုယောဂါတန်းကို၃ရောက်သာခံစားခဲ့ရပြီးဂျပန်ဆရာဝန်ကြီးများကတော့ ထိုယောဂါဤရှင်းမြစ်ကိုတည်ရှိခဲ့ကြသည်ထိုယောဂါကိုဂျပန်တို့စတင်တည်ဆောင်လာသူများမှပင်လယ်ငါးများဖြစ်သည်ဂျပန်ဆရာဝန်များကမူထိုယောဂါဇိုးကြီးကိုအပီးပိုင်တိုက်ဖြတ်နိုင်လိုက်ကြသဖြင့်ထိုကဆိုးကြီးသည်ကဘာမှယနေ့တိုင်ပျောက်ကွယ်သွားခဲ့ရသည်သူမဟုတ်ပါကကဝါတဝန်းလုံးကြောက်เสียကောင်းလာသည့်ရေတံများဖြင့်လွှမ်းခြုံသွားနိုင်သည်မဟုတ်ပါလား